တင်ဆက်ပေးမယ့်သတင်းကတော့ထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံကြားမှာဆက်ဆက်ရေးတင်မာလာပြီးတော့ကြောင်းများမှာဘုံခုချင်းတွေဖန်တီးနေတဲ့သတင်းပဲဖြစ်ပါတယ်။ထိုင်းနိုင်ငံနဲ့ကမ္ဘောဒီးယားနိုင်ငံကြားမှာဆက်ဆံရေးတင်မာမှုတွေမြင့်တက်လာတာကြောင့်ကမ္ဘောဒီးယားနဲ့တိဆက်နေတဲ့ထိုင်းနိုင်ငံမှာရှိတဲ့အကြောင်းတွေမှာဘုံခုချင်းတွေတိဆောက်နေရလို့သိရပါဗျ။ထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံမှာနှစ်ဖက်တက်တွေအပြန်အလှန်ပြစ်ခတ်မှုတွေဖြစ်ပွားပြီးနောက်မှာဆက်ဆံရေးတင်မာမှုတွေမြင့်တက်လာတာပဲဖြစ်ပါတယ်။ ထားဝယ်ကြည့်ကြောပိတုတ်တရှင်နာဝယ်ထွားကနိုင်ငံလုံးအနေနဲ့တိမမှုတွေကိုငြိမ်းချစွာဖြေရှင်းနိုင်မှုအတွက်ကျွမ်းပန်းနေရလို့ပြောကြားခဲ့တယ်လို့ထိုင်းစစ်တပ်ရဲ့ဒုတိယကာကွယ်ဝန်ကြီးချုပ်ကိုယ်တိုင်ကမ္ဘောဒီးယားနိုင်ငံကိုတွားဖို့အတွက်စီစဉ်နေပါတယ်။ဒါပေမဲ့ကမ္ဘောဒီးယားဘက်ကထိုင်းနိုင်ငံနဲ့ထိစပ်နေတဲ့နေဆက်တရှောက်ကိုလေကြောင်းရကာကွယ်ရေးစနစ်တွေရွှေ့ထားခဲ့တယ်လို့ထိုင်းနိုင်ငံဘက်ကလည်းနိုင်ငံသားမှရှိတဲ့တရားဝင်နေဆက်ကိတွေပါစစ်ဆေးမှုတွေလည်းတင်ကြပ်ခဲ့ပါတယ်။ ကမ္ဘောဒီးယားနယ်စပ်မှာရှိတဲ့အကြောင်းတွေမှာဘုံကိုကျင်းတွေတူတာကိုအစိုးရဘက်ကညွှန်ကြားလို့တူတာမဟုတ်ဘူးလို့သက်ဆိုင်ရာအကြောင်းကတာဝန်ရှိသူတွေကကြေညာခဲ့လို့သိရပါတယ်ဒီသတင်းကိုတော့ညင်းချမ်းဝါပေးပို့လာပါ thank you